မင်္ဂလာပါရှင်တလှသသမီများအတွက်ငါးလပိုင်း၄ရက်နေ့ကနေ၁၀ရက်နေ့အထိတပတ်စာဟော့စတန်ကို hobby မှာဖြစ်ပါတယ်တလှသသမီများဟာဒီကားလာမှာမိဖို့အတွက်စိတ်ပျော်ရွှင်စရာအကြောင်းအရာလေးတွေနဲ့ဖြတ်တန်းဖြတ်ကျော်ရမယ့်ကာလလို့ပြောလို့ရတယ်ဒီကားလာမှာမိတို့ကောင်းမွန်တဲ့ကိစ္စလေးတွေလှုပ်ဆောင်ပြီးတော့အဓိကကတော့စိတ်ပြင်းမှန်းမှုတွေကို ပေါ်ပပနဲ့ဖြစ်သန်းဖြစ်တော်ရမယ်လို့ပဲပြောရလိမ့်မယ်။အဲ့တော့လုပ်ငန်းမှာအကြီးအကဲကူညီခြင်းငကိုတော့အမြင်မကြည်ပါဘူးဆိုရယ်အတွေနဲ့ပြန်လဲတင်းညက်ခြင်းဆိုတာဒီလိုကာလမှာဖြစ်တဲ့။အဲ့တော့ပြန်လဲပေါ်ပါနဲ့ပြန်လဲအဆင်ပြေခြင်းမျိုးပေါ့နော်။ဒီကတော့ဝင်ဝင်နဲ့ပတ်သက်ပြီးတအားကြီးတော့ဝင်နေမှာမဟုတ်ဘူး။ထို့သူပဲ။ထောက်ဝေရလဲအရင်မများနေတော့ပေါ့နော်ငွေကြောင့်ပင်မန်းခြင်းဆိုတာမရှိဘူးပေါ့နော်အဲ့လိုပြောလို့ရတယ်အဲ့တော့ မိသားစုတွေပြန်လည်ညီညွတ်သွားတာတအုပ်နဲ့တအုပ်နားလည်မှုတွေပြန်ရှာတာအဲ့တော့အဝေးကသူတွေပြန်လည်စုံစည်းရတာဆိုတာဒီလိုကာလမျိုးတွေမှာဖြစ်တတ်တယ်အဲ့တော့ညနေအချက်တစ်ခုပြောပါဆိုလို့ရှင်တော့ကျမတို့အခြေရေးအားနည်းပါတယ်ညံ့တယ်အဲ့တော့တတူရေးစားကြတယ်မှာမိဘကဝင်ပါနေတာမျိုးဝင်ပါလာတာမျိုးအနောက်ဆက်လေးကြုံတွေ့ရတတ်တယ်ပြည့်စဲတော့တတ်တယ်မတို့ကအိမ်နောင်ကြီးအိမ်နောင်ကြီးနဲ့ပတ်သက်ပြီးတော့တက္ကနာတည်တည်လေးကနေကြီးထွားတတ်တယ် ဲ့တော့နီးရက်နဲ့ဝေးသွားတာမျိုးတူတူနေနေပါရဲ့နဲ့ခီးဝေးထွက်ပြီးတော့တွားပြီးတော့လုတ်ကင်တဲ့ပေါ်လာလို့တွားရတာမျိုးတော့မဟုတ်အနီးကမနေရလူဆိုလို့ရှိရင်တအူးနဲ့တအူးသဘောထားမတူနေကြအောင်အဲ့တော့နီးရက်နဲ့ဝေးတကယ်သူဖြစ်နေတဲ့ပေါ့နော်အဲ့တော့ဒီကာလမှာကန်ဆာတာအားအနေနဲ့ကြည့်မယ်ဆိုရင်တော့အားကောင်းတဲ့ကောင်းမွန်တဲ့ဘက်ကိုရောက်ရှိနေပါတယ်တကယ်ချင်းလည်းပျော်ရွှင်လုတ်ကင်ရတာမျိုးပျော်ရွှင်သွားမိတာမျိုးအဲ့တော့မွန်းချက်မှုတွေကိုအသက်နိုင်ဆုံးပျော်ရွှင်မှုနဲ့ ပြောင်းလဲနိုင်မဲ့အချိန်ကားလို့ပြောရတယ်ပေါ့နော်ပြောလို့ရတယ်အဲ့တော့ကျမိုင်နဲ့ပတ်သက်ပြီးတော့ဒီကာလမှာမျိုးအတွက်အာအဓိကကတော့ဒီဖနှောင်းနာခြင်းဖြစ်တဲ့တယ်ဖနှောင်းနာဖြစ်တဲ့တယ်နောက်တစ်ခုကကျတော့ဒီစိတ်အယမ်းမောတယ်အာဒီကာလမှာနှလုံးအောင့်နာနှလုံးနာမျိုးဖြစ်တဲ့တယ်အဲ့တော့အယမ်းကြီးမားတဲ့ယောဂမျိုးတော့မဟုတ်ဘူးဒါပေမဲ့အနှဲငယ်လေးစမကျမပြောတဲ့အရာတွေကအနှဲငယ်လေးဖြစ်တဲ့တယ်ပေါ့နော်အဲ့တော့အဓိကက ဟိုအဓိကစိတ်ထဲမှာဖြစ်နာကျင်မှုကိုမေ့ပြလိုက်ဖို့ကမိတော့အကောင်းဆုံးပဲဒီကလာမှာပါလို့ဆိုတော့စိတ်နာစရာအကြောင်းအရာလေးပေါ်လာတတ်တယ်အဲ့နာပြီးသားအကြောင်းအရာလေးပြန်လည်နာရတာမျိုးဖြစ်တတ်တယ်ဟောစိတ်ပြမဲရမယ်ကာလာမျိုးလို့ပြောရလိမ့်မယ်ပေါ့နော်အဲ့တော့အတက်နိုင်ဆုံးအဲ့ဒီထိုးအရာတွေကိုမေ့ပြထားလိုက်မှာပိုအစီအမြင်မဲ့ကာလာမျိုးတွေမှာရှိတယ်အဲ့တော့ငွေဝင်နဲ့ပတ်သက်ပြီးတော့အဓိကတော့ငွေချင်းနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုမျိုးဒီကလာမှာမလုပ်သင့်သေးပါဘူး လုံးဝဆိုလို့ရှိလို့ရှိရင်ငွေချစ်ကုန်ကြမှုများတတ်တယ်အရာမတွေတတ်ဘူးနှစ်ရှည်ကာလကြာမြင့်သွားတတ်တယ်ပေါ့နော်အဲ့လိုကံအားအားအားလုံးနဲ့ပတ်သက်ပြီးကံအချုပ်နဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုတန်ကောင်းတဲ့ကာလတွေမှာရရှိနေပါတယ်။လုံငန်းနဲ့ပတ်သက်ပြီးအောင်မြင်တိုးတက်သွားတာအထက်လူကြီးရဲ့အကူအညီဆက်ဆောင်မှုမျိုးရတာအဲ့တော့အဓိကလုပ်ငန်းမှာမျိုးသမီးတအိုးရဲ့အကူအညီမျိုးရရှိတတ်တယ်။အဲပြီးတော့နောက်တစ်ခုကမိဘက ကိုကြီးတာမျိုးမိဘတကယ်တော့မအေးတကယ်တော့မျိုးသမီးတဦးရဲ့ကိုကြီးစောင့်ရှောက်မှုမျိုးဒီလိုကာလမှာရှားတတ်တယ်အဲ့တော့အဓိကကတော့ဒီအတိုက်ခံနေလဲပေါ်များတတ်တယ်အဲ့တော့အတိုက်ခံနဲ့ပတ်သက်ပြီးတော့အငန့်ချိန်မဆိုရင်အဓိကအနေနဲ့ဒီခွေးစာကျွေးတဲ့ကုသိုလ်လေးပြုလုပ်ပေးပါအာမိမိရဲ့အငန့်လေးပြပြောတတ်တယ်ပေါ့နော်ခွေးစာကျွေးရအောင်လုပ်လုပ်ပေးပါအိမ်တော်ရဲ့အညံ့ကြုံနေဆိုလို့ရှိရင်အညံ့ကြုံမယ်ဆိုလို့ရှိရင်ဒီကျမတို့ ဒီနာသူအသားပေါ့ဥမာတနည်းရဲ့သားသမီးဆိုလို့ရှိရင်အမအုံးလက်လေးတွေကိုဖြက်ဖြက်ဖြက်ပြီးရောပေါ့နော်အုံးလက်နဲ့တကွာအာကိုယ့်ရဲ့ဇနီးကတနင်းလာဆိုလို့ရှိရင်ကျမတို့ဂန်းကော်ရွယ်လေးတွေခက်ရည်ပွင့်လေးတွေအဲဂန်းကော်ပွင့်လေးတွေအဲ့လိုမျိုးလေးတွေကိုအဓိကကတော့ပန်းမွေရခင်းတဲ့ကုတူလေးလုပ်ပေးပါအော်မွေရခင်းမျိုးရတဲ့အခါမှာအဓိကတော့ဒီပန်းကင်းလေးပေါ့ပန်းလေးတောင်ပန်းကင်းပန်းကင်းလေးပေါ့လုပ်ပြီးသွားပြီဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ဒီမိမိတို့လူရက်နဲ့ပန်းမွေရပေါ်မှာ အေးချမ်းဒါဆိုအိတ်ဆက်အနားယူနိုင်ပါစေဆိုပြီးတော့စိတ်ထဲမှာလှလိုက်လေအဲ့လိုမျိုးရည်စူးပြီးတော့မဆော့ပြားကျင်တဲ့လှူဒန်းလိုက်ရမှာဖြစ်သေးပါတော့။အဲ့ဒီဥစ္စာက ကိုယ့်ရဲ့ဒီတရားစိတ်ကကိုယ့်ရဲ့မိသားစုပါပြန်လဲပြီးတော့အဆင်ပြေစေတယ်ပေါ့နော်။ဟုတ်ကဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာအញ្ញံမျိုးကြုံနေတာမျိုးဆိုလို့ရှိရင်ကျမတို့ဒီတလေးပါအလူတူတန်းပေးပါတလေးပါအလူဆိုတာရေပါမယ်မီးပါမယ်အာပြောရလို့ရှိရင် တတိဝလံပါမယ်အာရက်တောင်တို့မဟုတ်ကြည့်ယူပါမယ်ပေါ့နော်အာဒလီဘာအလူအဲ့လိုမျိုးပါဝင်လှူတဲ့နဲ့ကုသိုလ်လေးလုပ်ပေးပါဒီကာလမှာတိုးတက်အောင်မြင်ခြင်းနဲ့အတူဖြစ်တန်းသွားလာမယ်ကာလအဲအစားအရာအဆင်ပြေတဲ့ရာလို့တက်တဲ့နေရာထိုင်ခြင်းတွေတောင်းမွန်တဲ့ပြောင်းလဲခြင်းမျိုးတွေကြုံတွေ့ရမယ်ကာလမျိုးတွေမှာရှိရပေါ့နော်တနည်းအားသမီးချင်းမိတ်ဆွေများအားလုံးအေဂျင့်တာပြည့်စုံတဲ့ဘွားလေးရရှိနိုင်ကြပါစေဆန္ဒနဲ့ဘွားတစ်ထက်တည်းကြနိုင်ကြပါစေရှင်အဆုံးထိလိုက်ပါနားထောင်ပြီးတဲ့အတွက်ကြောင့်မို့လဲကျမကျေးဇူးအများကြီးတင်ပါတယ်ရှင်